အားလုံးပဲမင်္ဂလာပါရှင်။ Jifki မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့တိန်တောင်းပိုင်းထက် ရရှိပိုင်ဆိုင်သွားတဲ့ခန်းနီးကြောက်စိအကြောင်းလေးပဲဖြစ်ပါတယ်။ဒီခန်းနီးကြောက်စိကအလုံးအထိုင်တော်တော်ကြီးပြီးရောလက်ကောက်ပါမိပါတယ်။အနာလဲလိမ်မာတဲ့အထဲမှာပါပါတယ်။ခန်းနီးကြောက်တွေထဲမှာလက်ကောက်မိဖို့ဆိုတာကလည်း တော်တော်ကို တွေ့မြင်ရဖို့ရှားတဲ့အထဲမှာပါပါတယ်။ပြီးတော့ဒီကြောက်ရဲ့ထူးခြားချက်ကပေါ့နော်။အရေးကျိုးလဲပါတယ်၊ချွန်လဲပါတယ်၊ကစွန်းလဲပါပါတယ်ရှင်။ကြောက်ရဲ့အလုံးထဲကလည်းကြီးတော့လက်ကောက်ထုကလည်းအများကြီးကျန်ပါသေးတယ်။အလေးချိန်ကတော့14ကီလိုဂရမ်လောက်ရှိပါတယ်ရှင်။ဒေါ်လာပြပွဲဖြစ်တာကြောင့်သူ့ရဲ့အခြေခံကြမ်းခင်းဈေးကတော့ သိန်း9000နဲ့အထက်မှာရှိပါတယ်။လေးလံအောင်ရောင်းထက်သွားတဲ့ဈေးနှုန်းကလည်းတကယ်ကို အမိုက်စားပါပဲ။မြန်မာငွေသိန်းပေါင်း19000ကျော်နဲ့ရောင်းထက်သွားခဲ့တာပါ။ဒီကြောက်ကိုရရှိသွားတဲ့သူကလည်းတတော်ကိုလက်ကီးပွင့်လိမ့်မယ်လို့ထင်မြင်ယူဆမိပါတယ်ရှင်။ကြည့်ရှုနေကြတဲ့လောပန်းလောင်းတွေလည်းအခုလိုကြောက်ကောင်းတွေကိုအမြန်ဆုံးလက်ဝယ်ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ ဒီနေရာကနေနှုတ်ခွန်းဆက်တာလိုက်ပါရရှင်။